SK ကနေပြီးတော့ကားတိပစီနဲ့မိတ်ဆက်ပေးသွားမယ်လို့သိရတယ်။ဘာကားမော်ဒယ်လေးလဲဆိုတာကိုအင်းနဲ့တူတူတတိကြမယ်။လိုက်ခဲနော်။ ကျေကြီးကြပါရစေရှင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရောအူအော်တိုမိုဘိုင်းဘုံမင်းဟင်းတဲ့ရဲ့ဒီကရာရေးကြီးရဲ့လူတို့ဘာလို့ဒီလိုလုပ်နေတာဒီတော့ရထုတ်ခဲ့တူပါမလို့ရောက်အောင်ပေါ့။ဒါကြောင့်လည်း၂၀ဒီမှာစတင်ပြီးတော့ဆောင်ရွက်ခဲ့ပါ 감사합니 ဥကတော့ရောင်နေဦးအော်တိုမိုဘိုင်းကုမ္ပဏီရဲ့အဲဥက္ကဋ္ဌပါနော်ချယ်မန်ဥအောင်ဝင်းပါဟုတ်ကဲ့ဒီနေ့ရဲ့ပွဲအခမ်းအနားလေးအကြောင်းလေးလည်းပြောပြပေးပါဦးရှင်ဒီနေ့ကဒီရောင်နေဦးအော်တိုမိုဘိုင်းကနေပြီးတော့တင်သွင်းပြီးတော့ထုတ်လုပ်နေတဲ့ဒီ SKD စနစ်နဲ့ထုတ်လုပ်နေတဲ့ DFSK Falcon 600 SUV ပေါ့နော်ဒီအဲအဲ့ရဲ့ launching event လေးပါနော်ဟိုကားမိတ်ဆက်တဲ့ပွဲလေးပေါ့နော် ဒါကိုကျင်းပတာပြုလုပ်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အကဲအကဲအနေနဲ့ပါဒီကားအပေါ်ဒီ customer တွေအနေနဲ့ပေါ့ဘယ်လိုမျိုးလဲ review လေးပေးချင်တယ်မသိရှိ။အော်ဟုတ်ကဲ့ဒီကားကတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံ Dolphin Corporation ဆိုတဲ့ဒီ Dolphin brand ပေါ့နော်။အဲ့ brand ကစက်ရုံများစွာအ ਨੇ ကနေပြီးတော့နော်ဒီ DFS scale လို့ခေါ်တဲ့နော်ခြုံချင်းမြို့မှာရှိတဲ့နော် Dolphin ရှောက်ခန်း ဒီကုမ္ပဏီကနေပြီးထုတ်တဲ့နော်ကားဖြစ်ပါတယ်အဲကားကုမ္ပဏီကထုတ်တဲ့ဒီ SUV ပေါ့နော်နော်1500 cc နော်ကျွန်တော်တို့တာဖို့နော်ဒီ9ယောက် cc ပေါ့နော်အဲ့တော့ဒီ grade အပြည့်နဲ့ဒီ SUV ကားကိုဒါမြန်မာနိုင်ငံကိုတင်သွင်းထုတ်လုပ်ပြီးတော့မိတ်ဆက်တာဖြစ်ပါတယ်ဟုတ်ကဲ့ကားကတော့ဆိုတော့ပြောလို့ပဲ grade ကကြတော့ เนาะဒီမြင့်ပြီးတော့เนาะဒီထောင်း၅ဆီစီတာဖို့ဖြစ်တဲ့အတွက်ကြောင့်မို့เนาะလက်ရှိရေပန်းစားနေတဲ့ SUV ကားထဲမှာတော့ဒါပေါ်ပူလာဖြစ်လာမဲ့ကားတွေဖြစ်ပါတယ်ဟုတ်ကဲ့အဲကျွန်တော်တို့ဒီအဲ DFSK brand နဲ့ပတ်သက်ပြီးတော့နော်နောက်မှလည်းဒီအမျိုးအစားမျိုးစုံပေါ့နော် commercial truck တွေရောတခြား SUV အသေးတွေရောเนาะဒါမကြခင်မှာအဲထုတ်လို့ရောင်းချဖို့ရှိပါတယ်เนาะအဲ့ဒါတွေကလည်းအဲအများပြည်သူတွေမှာအသုံးတက်ပြီးတော့ရေပန်းစားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ပြီးတော့တခြား promotion မိုင်းနဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာရှိသေးတယ်ကဲ။နော်အဲ့ promotion တွေကတော့ကျွန်တော်တို့ဒီမှာအဲ့ပွဲကပွဲပြည်တာနဲ့ကျင်းပပါလိမ့်မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်ကဲ့။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ တော်တို့တောင်ဝန်ကားတွေမှာ missile expert ကားတွေမှာ caution beam semi semi independent suspension တွေပို့ပြီးကြတယ်။အဲ့မဲ့ကျွန်တော်တို့ဒီ fan ကိုချောင်းအောင်ဆိုတော့ fully independent suspension ကိုပို့ပြီးလာတယ်။တိုင်းရင်းကားတွေမှာပါတတ်တဲ့6 way motor adjustment နဲ့ panoramic sunroof တွေပါဝင်တော့ကားတွေရှိတယ်။ ဒီနေ့ပွဲအခမ်းအနားကနေ DFSK Fan Con ဆင်အတွက်ရဲ့အကြောင်းရော promotion အကြောင်းတွေကိုပြည့်ပြည့်စုံစုံသိရတဲ့အတွက်ကျေးဇူးတွေအားလုံးဆက်ကျင်နမှုရရှိလိမ့်မယ်လို့ထင်ပါတယ်။ကျေးဇူးပေးတဲ့တဦးတောက်ချင်းသူကိုအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ Bye bye, bye bye. Bye bye, bye bye.